ျမတို့ကလေ social ပေါ်မှာကျမတို့လည်းနေနေရတာနေနေရတယ်ဆိုတဲ့ခါကျတော့ကောလာဟလာတွေလည်းရှိတယ် rumors တွေလည်းရှိနေတိလာအာဝေဖန်အကြံပြုတာဆိုရင်လက်ခံပါတယ်ကိုလည်းသူများကိုဝေဖန်အကြံပြုပါတယ်နော်ဝေဖန်အကြံပြုပြုတာ ਨੇ တိုက်ခိုက်ထိုးချတာเนี่ยမတူဘူးเนาะတိုက်ခိုက်ထိုးချတယ်ဆိုတာကမဟုတ်တာတွေကိုအဟုတ်လို့ပြီးတော့မှလေလူတယောက်ကို မကြဆုံးမချင်းသိလားဟိုဘယ်လိုခေါ်မလဲဟိုရည်ပဲချက်ရှိရှိနဲ့တိုက်ခိုက်တာအဲ့ဒါတိုက်ခိုက်ထိုးချတယ်လို့ခေါ်တယ်ကျမတို့ဝေဘန်အကြံပြုတယ်ဆိုတာကတော့ဒါလေးကတော့မကောင်းဘူးဒါလေးဆိုရင်တော့ကောင်းမယ် ဒါလေးကတော့မဖြစ်သင့်ဘူးဒီလုံးရက်ကလေးကတော့မားတယ်ဒီလိုလေးလုပ်တယ်ဆိုရင်တော့ပိုကောင်းတယ်တော်ပြီတစ်ခါပဲတစ်ကြိမ်တစ်ခါပဲဒါဟာဝေဖန်အကြံပြုတာကျမတို့လည်းဝေဖန်အကြံပြုတယ်နော်အဲ့တော့အာသူမ တိုက်ခိုက်တယ်သူများကိုတိုက်ခိုက်ကျမဘယ်တော့မှသူများကိုမတိုက်ခိုက်ဘူးဝေဖန်အကြံပြုတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ကဘယ်အရာပဲမဆိုကျမပရိဟိတကိစ္စဆိုလဲဒီလိုပဲဝေဖန်အကြံပြုတယ်ကျမတို့ကဒီလိုမျိုးဝိုင်းဝန်းပြီးတော့မှထိန်းချောင်းဝေဖန်အကြံပြုမှသူ့အကြံဉာဏ်ကိုအကြံဉာဏ်နဲ့မှကာယကံရှင်တွေကိုယ်တိုင်ကလည်းအာအကောင်းဆုံးဆိုတဲ့အရာတွေကိုဒါလူတယောက်အေးအုံနောက်သေးတယ်မဟုတ်ဘဲနဲ့လူပေါင်းမြောက်များစွာရဲ့အုံနောက်ကနေပြီးတော့မှစဉ်းစားပြီးတော့မှဆင်ကျင်ပြင်ဆင်လို့ရမှာကျမတို့လည်းဒီလိုပဲကျမဆိုကောမန့်တွေအများနဲ့လိုက်ဖတ်တယ်ကောမန့်တွေထဲမှာဟာဘလို့ ိုပဲချမ်းသာပါညာဆိုလို့ရှိလို့ရှင်ဝေဖန်အကြံပြုတဲ့ comment တွေဆိုဒါဆိုကျွန်မလက်တင်ခံတယ်ဟုတ်တယ်ဒါဆိုရင်မှန်တယ်အော်ဒါဆိုရင်ဒီလိုလေးမြင်တတ်ပါလားအော်ဒါဆိုရင်တော့ဒီလိုလေးဖြစ်ပါလားဆိုဒါဆိုပြင်ဆင်လိုက်တယ်တချို့ကကြတော့မဟုတ်ဘူးတိုက်ခိုက်တယ်လို့ခေါ်တယ်เนาะတိုက်ခိုက်ထိုးချတယ်ဒီလူတဦးတယောက်ကိုခြေလုံးရင်ခြေလုံးတယ်လက်လုံးရင်လက်လုံးတယ်အပုတ်ချတယ်ခေါ်တာပေါ့เนาะမဟုတ်တော့အဟုတ်လုပ်ပြီးတော့မှလုတ်တယ်သိလားမဟုတ်တန်းတရားတွေကိုချဲ့ကားပြီးတော့မှပြောတယ်เนาะဆိုတော့အဲ့လိုမျိုးလူမျိုးတွေကျွန်မတို့ဆိုရှယ်မီဒီယာပေါ်မှာအများကြီးမြင်ရတယ်အခုဆိုရင်ပို ို့ဆိုတယ်အခုခင်မှာဆိုရင်ဘာဖြစ်လို့လဲဆိုတဲ့ခါကြတော့ကျွန်တော်တို့ Facebook ကနေ social media ပေါ့ platform တွေဖြစ်တဲ့ TikTok တို့ကျွန်တော်တို့ Facebook တို့ကနေပြီးတော့မှပတ်စံနေ monetization တွေပေးတဲ့ခါကြတော့ဒီ monetization ပတ်စံတွေကိုလိုချင်တဲ့ခါကြတော့ comment တွေရဖို့လိုတယ် reach တွေရဖို့လိုတယ် follower တွေအများကြီးရဖို့လိုတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ ကိုရဲ့အရေးချင်းကိုရီကိုသွေးနဲ့မလုံနိုင်ကြတဲ့ခါကျတော့သူများရဲ့ဂုံတဲ့ရင်ကိုချနှင်းပြီးတော့မှသူများကိုအပုတ်ချပြီးတော့မှလူဆိုတဲ့မျိုးကလည်းကောင်းတာပြောတာနဲ့မကောင်းတာပြောဆိုမကောင်းတာပြောတာကိုပို့ပြီးတော့မှကြိုက်တယ်လေနော်ဆိုတဲ့ခါကျတော့ဟာလူတယောက်ကိုရည်ရွယ်ချက်ရှိရှိနဲ့အဲတိုက်ခိုက်ပြီးတော့မှဟာအပုတ်ချနေတဲ့သူတွေအများကြီးတွေ့ရတယ်သိလားဘာဖြစ်ဆိုအဲ့ဒါဟာသူတို့ရဲ့ business ဖြစ်နေတာเนาะဘာကြောင့်မှမဟုတ်ဘူးအဲ့ဒါသူတို့ရဲ့ business နော်အဲ့တော့ဝေးမန်းအကြံပြုတာနဲ့တိုက်ခိုက်ထိုးချတာနဲ့ကမတူဘူးတိုက်ခိုက်အပုတ်ချတာနဲ့ကမတူဘူးအဲ့တော့အခုဒီ social media အခု platform ပေါ်မှာဆိုအဲ့လိုလူမျိုးတွေအများကြီးနေရတယ်နော်ကာယကံရှင်တွေသူတို့ကိုယ်တိုင်နေကြတော့ရုပ်တွေလည်းမပြရရဲဘူးအတန်တွေလည်းမထွက်ရဲဘူးလူနာမည်တွေနဲ့လည်းမတုံးရဲဘူးဘဲသူဘဲဝါဆိုတာလည်းမဖော်ပြရဲဘူးဒါပေမဲ့ဘဲသူဘဲဝါဆိုပြီးတော့မှ ရက်တည်နေတဲ့သူတွေအကုန်လုံးကိုတော့ဝေဖန် ိုက်ခိုက်တာဝေဖန်အကြံပြုတာမဟုတ်ဘဲနဲ့တိုက်ခိုက်အပုတ်ချတဲ့အလုပ်တွေကိုတွင်တွင်ကြဲကြဲလုပ်လာတယ်။နော်အဲ့ဒါမှလည်း reach တွေရမယ်လူတွေကသဘောကျမယ်ကြိုက်မယ်သိလား။ဘာဖြစ်လို့လူတွေကလူတယောက်ကိုအာကျွန်တော်တို့လူရဲ့မတိစိတ်ကိုနေရလူတွေကိုကောင်းတာချီးကျူးတာနဲ့မကောင်းတာပြောတာဆိုမကောင်းတာပြောတာကိုပို့ပြီးသဘောကျတတ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့အငုံစိတ်ကလေးတွေရှိကြတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့လူတယောက်ကိုမရှင်နိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလူရဲ့မကောင်းတဲ့ရင်းကိုအရန်ကြိုက်နှစ်သက်တယ် ။ဘာဖြစ်လဲ။အဲ့ဒါဆိုသေးစားတယ်အဲ့လူကိုမရှင်နိုင်လို့အဲ့တော့မရှင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မကောင်းသတင်းလေးနဲ့တစိုးတစီဆိုရင်ကိုကိုရင်သူတို့ကဟာဆိုပြီးတော့မှ အဲဒီလိုမျိုးမျက်စိစုံမှိတ်ပြီးတော့မှယုံလိုက်တာမျိုးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တကယ်တကယ်တူချင်း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 ဆိုရင်အရေးချင်းချင်းအရေးအသွေးချင်းမရှင်နိုင်ကြဘူးမရှင်နိုင်ကြတော့ဒီလိုအပုပ်သတင်းနေအပောင်သတင်းနေအညီအဟောက်သတင်းနေဆိုအရန်သဘောကျကြတာပေါ့နော်အဲ့တော့အဲ့ဒီထဲမှာကိုကမပါဖို့လိုတယ်အဲ့တော့ social media platform ဆိုတာယူတဲ့ရင်ကုသိုလ်ရတယ်မယူတဲ့ရင်အကုသိုလ်ရတယ်နော်နေ့စဉ်နဲ့မျှအကုသိုလ်ဖြစ်တယ်အဲ့တော့ဘာဖြစ်လဲဆိုတဲ့ခါကျတော့ တချို့လူတွေကသူများသာရင်တိုက်ခိုက်တတ်တာသူများသာရင်လက်ညှိုးထိုးတတ်တာသူတို့ကိုနှိုက်ကြတော့ရုပ်လည်းမဖော်ရဲကြဘူးနာမည်လည်းမပြရဲကြဘူးဘယ်သူဘယ်ဝါမန်းလည်းမဖော်ပြရဲကြဘူးအဲ့လိုလူမျိုးတွေနဲ့ခတ်တဲ့အစိတ်ကို တောက်နေတဲ့သူတွေကတနာစရာပိုကောင်းတာเนาะအဲ့လိုလူမျိုးတွေကဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာအစိတ် ဘာဖြစ်လို့အစိတ်အတောက်ဖြစ်တယ်လဲဆိုတော့သူတို့ကိုကြိုးစည်းပွားအတွက်သူများသူတစ်ဖက်သားရဲ့ဘဝရင်းသူတစ်ဖက်သားရဲ့ဂုံတိတ်ခါရင်းသူတစ်ဖက်သားရဲ့မိသားစုရင်းเนาะလူတစ်ဖက်သားရဲ့အကြောင်းအရာတွေကိုသူတို့ကသူတို့ပတ်စံရဖို့အတွက်ချနှင်းနေကြတဲ့သူတွေအဲ့ဒီရဲ့အစိတ်အတောက်တွေအောက်မှာကိုကမပါစေနဲ့ အတိနဲ့တတိနဲ့ကျွန်တော်တို့ကောင်းတဲ့စကားတွေပြောတဲ့ speech တွေအဲကောင်းတဲ့စကားတွေကိုမျှဝေနေတဲ့သူတွေထက်အဲ့လိုလူမျိုးတွေမှာပုံပြီးပိဋိတ်သက်များတယ်။ဘာဖြစ်လို့လဲဆိုတဲ့ကကြတော့လူတွေကအညီအဟောက်တည်င်းကိုပို့ပြီးတော့မှကြိုက်တတ်တဲ့သဘောတဘာဝရှိတယ်။ ਈ ဇေမွန်ဂျေဇုနော်ညီမလေးဟုတ်လားအဲ့တော့လေကိုကလေဆိုရှယ်မီဒီယာတုံးနေဆိုတာမှလည်းကျွန်မခုနပြောသလိုပေါ့ကိုအိမ်ကိုထိုင်နေပြီးတော့မှကိုဖုံးပြီးကိုဖြည့်ပြီးတော့မှအခုတော့မဖြစ်စင်နဲ့ စင်ညာုံတရားရှိပါစေ။ကျမတို့ခုနပြောသလိုပေါ့ဟိုခုနပဲဒီမှာအမိုင်းနဲ့တောင်ကျမတို့ပြောနေသေးတယ်။ကျမသဘင်ဟိုလွန်ခဲ့တဲ့10နှစ်လောက်ကဓာတ်ပုံလေးမနဲ့ကဒီနေ့တည်းတော့လွမ်းမယ်နော်ဆိုပြီးတော့မှဟိုမှာကျမ admin ကတင်ပေးထားတဲ့ဟာလေးရှိတယ်မနဲ့ကဟိုဘက် page မှာအဲ့ဒါသဘင်ညှက်လိုက်တာလားသဘင်အရှင်နဲ့လှတာလေးအဲသဘင်အရှင်နဲ့ကပုံလှတာအဲသဘင်ကဟိုဟာဖြစ်တယ်နော်အာရုပ်ကမတူတော့ဘူးနော်အဲသဘင်ညှက်လိုက်တာလားဘလို့ပဲချမ်းသာလားဆိုတော့ကျမတို့ပြောတာလူတွေဟာ တချို့ကယိုးအားတယ်တချို့ကတုံးအားတယ်တချို့ကကြာတကယ်ကိုမသိတာเนาะဆိုတဲ့ခါကျတော့လေအဲ့လိုမျိုးလူတွေကကြာအခုဆိုကြည့်ဒီပုံစံဒါကျွန်တော်တို့ဆိုကြည့်လိုက်တာ ਨੇ တော့ဒါအရင်တော့ပုံအဟောင်းလေးတင်နေဆိုကျွန်တော်တို့ဆိုသိတယ်လေဟုတ်တယ်လားအော်ဒါဓာတ်ပုံအဟောင်းလေးတင်နေဆိုတော့တချို့ကကြာတော့အဲ့လိုမျိုးကိုမသိတာအဲစပီးညှက်လိုက်တာလားစပီးဘလို့ဖြစ်တာလဲဘလို့လားညာလို့လားဘလို့လားဆိုတော့အဲ့လိုလူတွေအများကြီးရှိတဲ့ခါကျတော့အဲ့လိုလူတွေအတွက်ကိုတစ်ခါတလေကြာရင်ပူပန်မိတယ်เนาะဒီလိုလူမျိုးတွေဟာအလင်းအညာဆိုလဲလွယ်လွယ်ကူကူနဲ့ခံရနိုင်တယ် เนาะอ่าบลูคอมเลยโหကိုကိုယ်တိုင်ရဲ့ စဉ်းစားဆင်ခြင်တုံတရားအားနေကြတဲ့သူတွေလေးနော်ဆိုတဲ့ခါကျအခုခေတ်ဆိုပိုတောင်ဆိုတဲ့ AI နေအရန်ပေါ်လာတယ် AI နေအရန်များလာတယ်နော် AI နေအရန်များလာဖြစ်တဲ့တကဘယ်ဟာအစ်စ်မန်ဘယ်ဟာအတုမန်ဘယ်ဟာ AI ဖိုတိုမန် AI ဘယ်ဟာကျမတို့အမေတွေတောင်မှ Facebook တွေဆက်စားကြည့်စင်တော့ဆိုရှိတဲ့မြတ်တဲ့အကုန်ယုံတာတိလားဘယ်ဟာဘယ်လိုတဲ့ဘယ်ဟာဘယ်လိုနောက်ဆုံးကျမတို့ရှင်းပြရတယ်ဒါကတော့ဒီလိုဖြစ်တယ်ဒါကတော့ဒီလိုဖြစ်ဒါကတော့ AI နေနဲ့ဓာတ်ပုံနေဒါကပုံစစ်မဟုတ်ဘူးဓာတ်ပုံနေဆိုတာ Photoshop တွေလုံးလို့အဲ့ခက်က AI မဟုတ်သေးဘူး Photoshop ပေါ့ Photoshop တွေလုံးလို့ရတယ်ဒါကပုံစစ် င့်မဟုတ်ဘူး Photoshop ကြီးနဲ့လုပ်ထားတာအဲဒါကဘလို့ဖြစ်တယ်ဆိုလူကြီးတွေကိုရှင်းပြရတယ်เนาะအခုဆို AI တွေဖြစ်လာတော့ပိုတောင်ဆိုသေးတယ်တိလားအဲ့လိုမျိုးအဲ့တော့လေဒီ toxic တွေဖြစ်တဲ့ ဒဲတွေမှာပိုကိုကလေးမစည်းမျောသွားဖို့လိုတယ်เนาะဟိုကျွန်မခုနကပြောသလိုပေါ့ဝေဘန်အကြံပြူတာနဲ့တိုက်ခိုက်အပုတ်ချတာနဲ့ကမတူဘူးအခုကကြတော့ဝေဘန်အကြံပြူတာတဲ့တိုက်ခိုက်အပုတ်ချတဲ့ဟာတွေကတော်တော်များတယ်เนาะဆိုတဲ့ကကြတော့ကျွန်မကတော့ social influencer အဖြစ်ရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့အမြင်မတော်တာအစင်မပြေတာဆိုရင်ကျွန်မတော့ဝေဘန်အကြံပြူမှာကျွန်မတော့ဝေဘန်အကြံပြူတဲ့အလုပ်ကိုလုပ်မှာ ကျွန်မကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအခုအရင်ကလည်းကျွန်မအဲ့လိုလုပ်ခဲ့တယ်အခုလက်ရှိလည်းဒီပုံစံပဲနောင်လည်းကျွန်မလုံနိုင်စွမ်းရှိတဲ့အထိကျွန်မကတိုင်းပြည်နဲ့လူမျိုးအတွက်ဆိုလို့ရှိရင်ကျွန်မဝေဖန်အကြံပြုတဲ့ကိစ္စကိုကျွန်မလုပ်သွားမှာအေးအဲ့လိုလုပ်တယ်ဆိုရမှာလဲကန့်သက်ချက်တော့ရှိတာပေါ့နော်ကျွန်မတို့ကခုနလိုပေါ့ဥပဒေနဲ့မလွတ်ကင်းတဲ့ဟာမျိုးတွေကိုတော့ထင်တိုင်းသေးပြီးတော့မှဝေဖန်အကြံပြုလို့သွားမရဘူးနော်အာဏာပိုင်အဖွဲ့အစည်းတွေကိုကျွန်မတို့ကသွားပြီးတော့မှဆဲဆိုပုတ်ခတ်ပြီးတော့မှဝေဖန်အကြံပြုလို့မရဘူးနော်ကျွန်မတို့က ကိုကိုလည်းကိုကြည့်ရမယ်ညောင်သီးလည်းစားရမယ်လေးတန်လည်းနားထောင်ရမယ်ဟုတ်တယ်နော်ဆိုတော့လက်လွတ်စပင်နဲ့လူတွေကပြောတယ်ဒီလောက်တော့မှဝေဖန်ကြံပြုတ်နေပြောပါလားဆိုပါလားပြောလို့မရအောင်ဆိုလို့မရအောင်ဘာဖြစ်လဲကျမတို့ကရုပ်အမှန်အတန်အမှန်ကျမတို့ကလူပုပ်ကိုကိုဟာကိုချပြပြီးတော့မှအလုံးလုံးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရဲ့မိသားစုကိုရဲ့ ဘေးကင်းလုံခြုံရေးကိုလည်းကျမတို့ကဒါကြည့်ရသေးတယ်เนาะအဲ့တော့ပြောတဲ့ပြောတိုက်တဲ့ဘောင်တွေကပြောလို့ရတဲ့အရာမှန်သမျှကိုပြောမယ်အဲ့တော့လူလူချင်းပြောတယ်ဆိုရင်တော့ကျမတို့ကအစွန်းထွက်သွားမလားဒါသည်သူ့ရဲ့ဂုံတိတ်ခါကိုအရန်ညှိုးနှံသွားမလားဒါသည်သူ့ကိုကျမတို့ကတိုက်ခိုက်တယ်လို့ဖြစ်သွားမလားဆိုပြီးစကလုံးကိုအရန်ထိမ့်သိမ့်ပြီးပြောရတယ်ဝေဖန်အကြံပြုတယ်ဆိုတဲ့ဟာဖြစ်မြောက်အောင်လို့စကလုံးကိုရွေးချယ်ပြီးတော့မှ ပြောရတယ်အဲ့တော့ပြောလို့ရတိုင်းဘလို့ရွှတ်တာနဲ့ဆွတ်ပြီးတော့မှနင်းပြီးတော့မှပြောချင်တိုင်းပြောလို့မရဘူးဒါကြောင့်မို့ကျမပြောခဲ့တဲ့စကားလုံးတိုင်းမှာကျမအမြင်စီးနဲ့ပေါင်းနဲ့ပြောတယ်နော်အဲ့တော့လေဝေဖန်အကြံပြုတာနဲ့အပုတ်ချတိုက်ခိုက်တာနဲ့မတူပါဘူးအခုဆိုရင်လေသူများကိုအပုတ်ချတိုက်ခိုက်ပြီးတော့မှပတ်စံရှာနေတဲ့သူတွေအများကြီးရှိတယ်နော်အဲ့ဒီရဲ့ toxic state ထဲမှာမမိသွားစေနဲ့နော်အဲ့ဒါလေးကိုသတိပေးတာ